အလုံးမင်းမင်္ဂလာပါဒီတစ်ခေါက်ကတော့ရေးထားတဲ့ဆောင်ကတော့ဆရာမောင်ရင့်မာရဲ့ဆောင်တွေပဲဖြစ်ပါတယ်သူရဲ့ဆောင်တွေကို9အုပ်6အုပ်လောက်စုထားတယ်ပေါ့နော်ဆိုတော့ရှင်းမှာဖတ်ထားခဲ့တဲ့ကမ္ဘာကြီးကတစ်ဖက်အမေကတစ်ဖက်ကမ္ဘာကြီးရဲ့တစ်ဖက်ဆွဲဆောင်ဖတ်နေသေးဖြစ်တယ်ပေါ့နော်ဒါပေမဲ့နောက်ထပ်ခေါင်းစဉ်ပြရင်လိန်တော်တရရရနဲ့ရတတ်စာလေးများဆိုတဲ့အစာအုပ်လေးကိုဖတ်ကြည့်လိုက်တဲ့အခါမှာ မန္တလေးမြို့ရဲ့အကြောင်းကိုပြောပါတယ်ပေါ့နော်ဆိုတော့အဲဒီအချိန်အချိန်ကလေးမှာမန္တလေးကိုပြန်လည်သတိရတဲ့အနေနဲ့ရောဒီကောင်းစင်လို့ဖတ်ဖို့ရွေးချယ်လိုက်ပါတယ်ဆိုတော့အလုံးနှားထောင်ကြည့်ပေးပါအောင်ရှင်မန္တလေးကိုပြန်တန်းခြင်းစင်စစ်ကျွန်တော်ကမန္တလေးသားမဟုတ်အေဝမ်းဆရာညာဤတီတော်ဝင်ကိုမတိခဲ့ စစ်ပီးစားဖီနင်းငတ်လိုပြပုံထဲမှတဖန်နိုးထလာတော့မန္တလေးကိုမတိခဲ့တော့ပေမဲ့မြို့မကြီးကိုကျွန်တော်တည်တည်လူရုတော်အမကိုကျွန်တော်တည်တည်အထက်ဗမာနိုင်ငံစာရေးဆရာအသင်းကိုကျွန်တော်တည်တည်အပြောစီပဲပြီးအရေးအတာလောက်ခတ်မှုတွေကိုကျွန်တော်တည်တည်ဖန်မီအေဒုထဝရီ အနီနဲ့အပြာတို့ကိုကျွန်တော်တည်တည်မန္တလေးသားမဟုတ်တိတိုင်းမန္တလေးသည်ကျွန်တော်တို့ရင်ထဲအသေးသေးအသက်ဝင်ရှင်သန်နေတော့မြို့တစ်မြို့ဖြစ်သည်ခမရတို့မန္တလေးသားတွေဒေသဆွဲကိုကြီးပါတဗျာဟူသောဆွဆွဲချက်အားဆွဲเสียရှိမှဆွဲလို့ရတာဗျာဟုခြေပခဲ့သည်ကိုနှိတ်ဟပွေအားရခြင်းနဲ့ခဲ့လို့သည် ဝတ်တုံးတရေလက်ရည်မီးသွေးခဲမှုမဲတကူစသောမန္တလေးဝတ္ထုတို့တွင်အာကောင်းမောင်းတဲ့ရှိခဲ့စဉ်ကဝတ္ထုတို့ရွှေခေဟူသောစကလုံးတစ်လုံးလဲကျကျလာတော်ရှိခဲ့သည်မြမဝတ္ထုတို့လောကကိုအထက်မြမပြည်ကဥဆောင်နေတာဟူသောအဆိုတစ်ခုလဲကြည်ကြည်လောင်လောင်ကြားခဲ့ဖို့သည်မြကြီးနာမြို့တွင်ထိုစဉ်ကနေထိုင်ရရှိသော ဝိထုတို့ဆရာတူကကျွန်တော်သဘောတူပါတယ်ကျွန်တော်ကပို့ပြီးအထက်ရောက်တယ်လေဟုပြောတော့အခါနှိမ့်ဟဟုအားရချင်နဲ့ခဲ့ပူပါသည်လွန်ခဲ့သော15နှစ်လောက်ကဘုဆုခုအင်တာဗျူးဆိုတော့တယောစာတဘောကိုဖတ်ရသည်အချိန်တူတူအတွင်းကြော်ကြားစားပြုလာသောမန္တလေးဆရာငယ်တွေကိုတွေ့ခဲ့သောစာတဘောပဲဖြစ်ပါတယ်တိုက်ထွန်းသက်ကိုဘုံထွက်မှုတော့ပုံကိုရေးတိုးတက် ိုးတိုက်ပုတ်ခတ်မှုမျိုးလည်းပါသည် အကြောင်းရင်းမှာအစူပါတယောဆရာဤတငယ်ချင်းကြပြဆရာတဦးမြစ်ချင်းသားတို့အတွာမန္တလေးခဏဝင်ရောက်စဉ်မန္တလေးဆရာရေးဆရာငယ်တွေကနွနွထွထွမရှိခဲ့သောကြောင့်ဖြစ်သည်ဟုဆိုသည်နှစ်များကြာသောအခါတယောဆရာနှင့်မန္တလေးသားဆိုင်ရဆရာတို့ခင်မင်ရင်းချသွားခဲ့သည်တယောဆရာကစာတပုတ်ထည့်ရသည်ကျက်တည်မင်္ဂလာနှင့်ပြည့်စုံသောစာဖြစ်သည် မန္တလေးမြို့ကိုကျွန်တော်တောင်းပန်ခဲ့သည်တဲ့လက်နက်နဲ့ငင်းချင်ရင်လဲလေလိုက်ခြင်းပဲဖြစ်သည်အုတ်ချစ်ကျော်အေးမန္တလေးအောင်ကျော်ချင်းအေးမန္တလေးအင်ချင်းကြောင်အောင်မန္တလေးအင်ချင်းကြောင်အောင်ရတနာပုံလုံခဲ့သောမေလအတွင်းကမန္တလေးမြို့ဒီနန်းဒီ150ပြည်သည် မန္တလေးအနုပညာပုံရိပ်ပွဲတော်ကိုကားဆက်ယုံမှာတခန်းတနာကျင်းပသည်ဂျုံကြိုက်ခဲသည့်ပွဲဖြစ်သည့်တွင်လည်းလက်မှတ်တစောင်းကိုလက်ဖက်ရည်ဘူးတလားစာပေး၍တွားကြည့်ဖြစ်ခဲ့သည်မင်းသမီးခွင်ဝင်းတွင်ဤရှေးရိုးတပင်၌အကာ၌မြမအနုတပင်ဤအသိအမွေကိုမြင်ခွင့်ရသည်ခင်ငါးခေအငိမ့်တပင်၌ပန်ထရာတထင်းဤအနွဲ့အရင်ကို ်မြင်တွင်ရသည်လူရှင်တော်ပေါ်လာတက်တူကြောကြားတို့ဤဟာတကဘာကိုမြင်တွင်ရသည်လူရှင်တော်စာရေးဆရာချစ်ဆရာဤမန္တလေးသားစစ်စစ်ကြီးပါဗျာကိုရင်သက်ရှူမောအံ့ဩရင်မန္တလေးသားတွေမန္တလေးကိုဘလောက်ချစ်တယ်လဲဆိုတာမြင်ခွင့်ရလိုက်သည်စင်စစ်မန္တလေးသားဆိုတာတည့်တည်တောင်မန္တလေးအောင်တယ်မှခြုံကြသူများပဲဖြစ်သည် နှစ်150ပြည့်ပွဲပြီးသောအခါမန္တလေးနှင့်ဆက်လင်းရာစာနာပုတ်ကိုရှေ့စင်းနှောင်းဆင်းဆိုသလိုဖက်လိုက်ရသည်မန္တလေးသားစာရေးဆရာကြီး၏ဆောင်းမရှိတဘုံနှင့်မန္တလေးတက္ကသိုလ်ထွက်ကျောင်းသားဟောင်းတူ၏ဝတ္ထုတဘုံဖြစ်သည်အဆိုပါစာနာပိုက်တွင် တူညီသောအချက်တစ်ချက်ရှိသည်ယခုအခါမန္တလေးတွင် အခြေစိုက်နေထိုင်ဆဲဖြစ်သောစာရေးဆရာဂျာနယ်လစ်ဆော့တူတို့၏ချွေရင်းမှုအားနည်းမှု လွှတ်ချုံမှုကြီးမှတ်တမ်းယူနိုင်သောအချက်များကိုသူတို့တွေ့မြင်မိသလိုအမနာတမ်းရေးသားထားခြင်းဖြစ်သည်အဆိုပါစာနှစ်ပုဒ်တွင်မတူညီသောအချက်လည်းရှိသည်စာတစ်ပုဒ်တွင်ဟူတုံးအခါကစာပေရင်ချင်းမွေနုပညာတွင် မန္တလေး၏အသေးကိုတင့်တယ်စေနိုင်ခဲ့သမျှယခုဒုက္ခတွင်မှဉာဏ်ကြောက်မှလာဟူသောဦးမင်းတာချင်းကတူသားမောင်မယ်တွေကို ြစ်တင်မောင်းမဲ့သောတဘောပါရှိသည်စာရပိုက်တွင်သူအလိုမတူမျက်စိနှောင်းမိအောင်ထိအင်ဒရီမရသောဘုံသိက္ခာကိုမျက်ွယ်ပြုသော အလိုလောဘမထင်းသိနိုင်သော အမှုရာဇယလက္ခဏာတို့ကိုဟောထုတ်ပြတင်ရှုံးချသောတဘောပါရှိသည်စာတပိုက်သည်ချစ်သောစိတ်ဖြင့်ပြောခြင်းဖြစ်ပြီးစာတပိုက်ကတော့မချစ်သောစိတ်ဖြင့်ပြောခြင်းဖြစ်ကြောင်းထင်ရှားမြင်သာသည် တကယ်ဆိုမအခြေအညာပြဿနာကိုဘာမှမရှိပါဘယ်နယ်ဘာမှမမရှိပါရံပယံကထိလွယ်ရှလွယ်ခံစားလွယ်သူတချို့ကြောင့်သာအခြေအညာငင်းဖုံငင်းခုံပွဲကလေးတွေစပင်းနေမှာရှိခဲ့တာပိုတုံးကလေးကဖြစ်ပါသည်ဇာတိပုံညဂုံမန္နဆိုသည်ကိုကျွန်တော်အလေးအမြတ်ထားသည်ဇာတိကိုချစ်တတ်သောသူသာ တိုင်းနိုင်ငံကိုချစ်တတ်သူဖြစ်နိုင်သည်ဇာတိကိုမျက်နှိုးတတ်သူသာတိုင်းနိုင်ငံကိုမျက်နှိုးတတ်သူဖြစ်နိုင်သည်ဇာတိကိုမချစ်တတ်မနှစ်သက်မမျက်နှိုးတတ်သူသည်တိုင်းနိုင်ငံကိုလည်းမချစ်တတ်မနှစ်သက်မမျက်နှိုးတတ်သူဖြစ်နိုင်မည်ဟုကျွန်တော်ထင်ပါသည်တို့ရတွင်လူတိုင်းလူတိုင်းတို့မှာဇာတိရှိသည်ဇာတိချစ်သိရှိသည်စင်စစ်ဇာတိဆိုသည်မှာကန့်သက်ခံထားပြီးသောနေမည်အပိုင်းခြားတစ်ခုပဲဖြစ်သည် မန္တလေးရန်ကုန်တောင်ကြီးကော့တောင်ညချီနာတူဂျူဘန်ကောက်မနီလာလန်ဒန်ဝါရှင်တန်နယူးယောက်စသည်စသည်တို့သည်ကတ်သက်ခံထားရပြီဖြစ်သည်သူဖြစ်၍ဇာတိဘူသာချစ်ချင်းသည်ကတ်သက်ခံထားရသောနေမီဘူသာချစ်ချင်းဖြစ်နိုင်သည်အကန့်အသတ်မဲ့ချစ်ချင်းမဖြစ်နိုင်ဘရာဇီးနိုင်ငံသားစိုက်ရဲစရာပိုလိုကိုဘိုးကအမြင့်များနှင့်အတောင်ပံများအကြား ပြောပြထားတာရှိသည်ကျွန်တော်တို့မှာအမြင့်တွေလိုပါတယ်ဒီနေရာဟာကျွန်တော်မွေးဖွားခဲ့တဲ့နေရာကျွန်တော်တို့ဘာသာစကားကိုသင်ယူခဲ့တဲ့နေရာကျွန်တော်တို့ဘူပွားမိဘတွေကသူတို့ရဲ့ပြဿနာတွေကိုဘယ်လိုယူဆိုင်ကြော်လွားခဲ့တယ်ဆိုတာရှာဖွေခဲ့တဲ့နေရာကျွန်တော်တို့မှာအတောင်မှန်တွေလိုပါတယ်အတောင်မှန်တွေကကျွန်တော်တို့ကိုအိမ်မက်တွေစီခုံဆောင်သွားတယ်ခြားနားတဲ့နေရာဒေသတွေကိုတွေ့မြင်တွင်ရတယ်ဘဝတူလူသားတို့ရဲ့ဖြစ်တည်မှုအမြင့်တွေကိုနားလည်ဖို့ စာနာဖို့သင်ကြားဖို့အတောင်ပံ့တွေကလမ်းဖွင့်ပေးတယ်။ကျွန်တော်တို့မှာအမြင်ရှိသည်ဇာတိရှိသည်ကျွန်တော်တို့ဇာတိကိုချစ်ခြင်းသည် အခြားသူတစ်ပါးတို့၏ဇာတိကိုမချစ်ခြင်းမဖြစ်စေရာကျွန်တော်တို့အမြင့်တွေကိုလိုအပ်ခြင်းသည်ကျွန်တော်တို့အတောင်ပံ့တွေကိုမလိုအပ်ခြင်းမဖြစ်စေရာအတောင်ပံ့တွေကိုညှင်းပယ်ခြင်းမဖြစ်စေရာအတောင်ပံ့များဖြင့်သာပြန်တန်းနိုင်မည်။ အတောင်မှန်များဖြစ်တာအရောက်သွားနိုင်ပြီအတောင်မှန်များဖြစ်တာခံစားစံနာနိုင်ပြီအတောင်မှန်များဖြစ်တာအိမ်မက်မနိုင်ပြီခုနေအတောင်မှန်တစုံရှိရင်ကျွန်တော်ဒီတခုသောအရက်စီတို့ပြန်တန်းသွားခြင်းသည်မန္တလေးအောင်တယ်လို့ကျွန်တော်တို့လည်းခြုံခြင်းသည် Face Magazine ရဲ့2009ခုနှစ်ဒီဇင်ဘာလမှာပါရှိခဲ့တဲ့ရသဆိုင်ဖြစ်ပါတယ်ဆိုတော့ဒါကအင်း ကိုကမန္တလေးတာမန္တလေးသူမဟုတ်ဘူးဆိုရင်တော့မန္တလေးဆိုတာကဒီမြန်မာနိုင်ငံအလဲပိုင်းမြန်မာနိုင်ငံမှာအထင်ကြီးရရှေ့ဆင်းဆက်ခဲ့ရှိခဲ့တဲ့နေရာတစ်ခုပေါ့နော်ဆိုတော့ဒါပြောမယ်ဆိုရင်လူမျိုးကြီးဟာကဖြစ်ကောင်းဖြစ်နိုင်မလားမသိပေမဲ့မန္တလေးလို့ပြောရင်လုံးဝကို မြူကြီးပြကြီးလို့ဟိဟိတော့ထင်ပေါ်ကျော်ကြတဲ့မြူကြီးပြကြီးဆိုတာထက်ဒီရဲ့တဘာဝလေးနဲ့ရောထွေးတရှိနေတဲ့အနေအမျိုးဖြစ်ပါတယ်အမ်ကျော်ဒါကဟိုရင်နေတုန်းကကလေးကလည်းနိုးထလာခဲ့တဲ့နေရာတစ်ခုပေါ့အခက်ခဲတွေအများကြီးရှိခဲ့မှာပဲအမ်150ပြည့်နော်150ပြည့်တော့ ဒါ2009ခုနှစ်က250ပြည့်ဖြစ်မှာပါเนาะဆိုတော့ဒါဆိုရင်ဒါခေတ်သဘောတရားရဖြစ်ပြက်သွားတဲ့အကြောင်းအရာတွေပေါ့နော်ဖြစ်ပြက်သွားတဲ့အကြောင်းအရာတွေဟာကျွန်တော်တို့မတက်နိုင်ခဲ့ဘူးပေါ့နော်ဆိုကျွန်တော်တို့တက်နိုင်နေတာကအကျွန်တော်တို့ဒီရှိခြင်းကနေပြီးမှတခံပြန်လဲပြီးတော့လို့ထားဖို့ရပါပဲဖြစ်ပါတယ်ဆိုတော့အလုံးမဲ့ ဟိုကိုယ့်ရဲ့ဇာတိကိုချစ်မြင်လို့ခြင်းကအခုတိုင်းပြည်ကိုချစ်မြင်လို့ခြင်းနဲ့အတူတူပဲဆိုတော့ကိုယ့်ရဲ့ဇာတိကိုချစ်ခြင်းကနေပြီးတော့ပြန်လည်လို့ထနိုင်ကြဖို့ဟိုပြောခြင်းနဲ့ပေါ့နော်အလုံးပဲအတူတူရှိနေပါတယ်လို့မဆိုလို့ခြင်းပဲမဲ့မပြောခြင်းပဲမဲ့အခုထိတနေရာမှာအတူရှိနေကြသေးပါပဲဆိုတော့အလုံးပဲ ိုချစ်တဲ့အရာတွေကိုဆက်လက်ပြီးတော့တင်းတင်းကာပွဲဆောက်ရှောက်သွားကြရအောင်လို့ပြောရင်းဒီ survive ကလေးကိုဒီနားမှာရက်လိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်